Hello ချစ်တဲ့ငယ်ငယ်များအားလုံးမင်္ဂလာပါဒီကနေ့ရဲ့ဟင်းပွဲလေးကတော့ဘန်ကောက်ပြည်စိမ်းပစွန်ကျော်ပဲဖြစ်ပါတယ်ဘယ်လိုမျိုးရသရှိရှိချစ်မလဲဆိုတာဆုံးတိကြည့်လိုက်ကြပါဦး Okay ပဝင်ပစ္စည်းတွေကြည့်လိုက်အောင်ဘန်ကောက်ပြည်စိမ်းနှစ်ပွဲငရုတ်ပွားအနီတလုံးပစွန်က10កောင်လောက်တုံးထားပါတယ်အရသာပြတ်ကတော့စားလက်ဖက်ရည်စုံတစုံအသားမုတ်သမင်းစားစုံတစုံစစ်တုံးပြူ6မွာဘဲငံပြရင်အနောက်သမင်းစားစုံတစုံနဲ့တဝက်တော့ပဲဖြစ်ပါတယ် โอเคเสร็จပြီးတော့ Bangkok ပြည်စင်ကိုလာပြီးတော့လေးထားပြပါမယ်ကျွန်တော်တို့လိုညဘက်ထမင်းမစားပဲဝေရှော့နေတဲ့သူတွေအတွက်နဲ့ဝေရှော့ချင်နေတဲ့ချစ်တငယ်ချင်းများတို့အတွက်လည်းမကြာခဏစားပေးသင့်ပါတယ် Bangkok ပြည်စင်စားပေးခြင်းရဲ့အကျိုးကျေးဇူးကကျွန်တော်ပြောပြနေစရာမလိုလောက်အောင်တငယ်ချင်းတို့လည်းသိပါတယ်လေးထားပြီးရလာတဲ့ Bamboo တွေကိုစားနေငယ်ထည့်ပြီးတော့ညီစင်အောင်စေးပေးလိုက်မယ်နော်စကားမစဲနောက်ထပ်ဗီဒီယိုများကိုမလို့စတန်ကြည့်အောင် channel နဲ့ page ကို follow လုပ်ထားပေးပါဦးစေးပြီးရလာတဲ့ Band တွေကိုချင်းနဲ့ထည့်ရေးတိချစစ်ထားပြီးတော့ Squad ကြီးကိုအပေါ်ကနေပြချ ါလန်နဖန်ဒါလီနဲ့ဒီလိုလှလှလေးထင်ကြပေးလိုက်မယ်နော်ဘန်ကောက်ပြည်နဲ့ပစွန်ကျော်ကိုကျွန်တော်တို့အမြဲတမ်းချက်စားဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ထမင်းနဲ့စားတာမဟုတ်ပဲဒီတိုင်းတက်တက်စားတာဖြစ်ပါတယ်အရင်ရတာရှိပါတယ်ဗျထမင်းနဲ့လည်းတွဲစားလို့အရင်ကောင်းပါတယ်တက်ပြီးတော့ကျွတ်ံပြူ6မွာကိုဆိုက်ဆိတ်မွန်မွာဖြစ်အောင်ဒီဗီဒီယိုထဲအတိုင်းကြည့်ထားပြလိုက်မယ်နော်အင်တန်ရဲ့ကျမကြီးကအင်ရှင်မမအရန်တာဝန်ရှိတာမို့လို့အသီးရွက်တွေကိုများများစားပေးသေးပါတယ် ပဇွန်အမလှလှလေးဆယ်ကောင်ကိုရေထဲမှာအင်ကြီးလက်ချောက်တာပြီးပြီးတော့ရေကိုတေးချစေကြောကိုခွဲကြိုးကိုထောက်ထားပေးလိုက်မယ်နော်โอเคจ้าวกูควဲจ้าวกูแลထုတ်ดาบีဆိုတော့ยีแตนน่ะတစ်ခါပြန်စေပြီးရင်ပကန်နဲ့ဆယ်ထဲဒါကတော့အရှိမလီထားတဲ့ပန်းတွေကိုပြုတ်ဝတ်တွေမိဖို့ပြင်ဆင်နေတာပဲဖြစ်ပါတယ်ဒဲအုပ်ကိုတင်းမိကိုဖွဲရေအစ်စ်စ်လောက်ထည့်ပြီးတော့ရေဆူလာတဲ့အထိစောက်ပေးရပါမယ် โอเคยีสุลาบี้ဆိုလို့ရှိရင်ပန်းတွေကိုပြုတ်ထည့်ပေးလိုက်မယ်เนาะအနည်းငယ်မှွေပြီးတော့စီတစုံလောက်ထဲ5မိနစ်လောက်ပြုတ်ထားပေးမှာเนาะစီထည့်ပြုတ်ပေးတာကကော်ဖီဆိုင်တွေကိုအယောင်ပူလာစေပါတယ်ပန်းတွေကိုတအားကြည့်တဲ့အထိပြုတ်လို့မရပါဘူးအရှိမလဲကျွန်တော်တို့ကြော်ဖို့အတွက်ကရှိနေပါသေးတယ်ဟုတ်ကဲ့အယောင်တွေလည်းလှသွားပြီဆိုတော့ဒီလောက်နေတာဆိုရပါပြီ ချက်ပြီးတော့ကျေထုံမျိုးစစ်တပ်ကိုစီရင်နိုင်ငံ့သုံးပါမယ်။မြို့ကိုလည်းလဲလောင်းနေပဲစစ်တပ်ပြပါမယ်ဗျ။ကျတော့ပြူတွေရဲ့အယောင်အနေငယ်ပြောင်းလာပြီဆိုလို့ရှိရင်ဘန်ကောက်ဗီဇာရဲ့ငရုတ်ပွားအရင်ထက်ပြီးရင်အနေငယ်မှွေပေးလိုက်မယ်နော်။ အရွက်လေးတွေအနှဲငယ်နွမ်းလာတဲ့ပုံစံပေါက်နေပြီဆိုလို့ရှိရင်ပစုံနဲ့အရသာတွေကိုထက်ထက်ပြီးတော့မှုပေးလိုက်မယ်နော်နှစ်ဆက်အောင်ခရူးစီကိုလည်းကြိုက်လို့ရှိရင်ထက်တွန်နေနဲ့ထက်လို့ရပါတယ်အရသာကိုလည်းလူတို့ကိုရှော့လွတ်နိုင်ပါတယ်ကျွန်တော်တို့ကတော့ဒီလောက်ရတာကွက်တီပါပဲပစုံရဲ့အရသာကမကြက်တကြက်အနေထားမှာပဲစားကောင်းဆုံးမှာပစုံကိုတအားကြက်တဲ့အထိမကြုံမိအောင်သတိပြုပါဗျအရသာမြည်ကြည့်တော့အရန်ကွက်တီပါပဲဆိုတော့ okay ကျမရင်နဲ့ညီညော့ပြီးကျွန်တော်ကိုတက်အကျိုးရှိတဲ့ငရုတ်ပွဘန်ကောက်ပြည်စိမ်းပစုံကျော်ကိုရလာပါပြီထပ်ပြီးတော့ငရုတ်ကောင်းနိုင်ငံကိုအပေါ်ကနေဖြိုးပေးလိုက်ပါ အဆုံးထိကြည့်ရှုပေးလို့ချစ်တဲ့ငယ်ချင်းများကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာတက်တွေ့မယ်ဘိုင်ဘိုင်